ားလုံးပဲမင်္ဂလာပါ view c သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ elvin ပါဒီကနေ့ november 16ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆရာမြင်သတင်းတွေကတော့ချင်းပြည်ဖလမ်တိရမြို့နယ်နဲ့ကလေးကံကောဒေသပတ်မှာမဟာမိတ်တွေနဲ့အတူလက်ရှိပေါ်ဆောင်နေတဲ့စစ်စင်ရေးကာလအတွင်းမှာပုံမှုနဲ့ပူကြီးအစ်စစ်အပါဝင်ချမ်းပတ်စစ်သားတရားခန့်ကိုခြေမှုနိုင်ခဲ့တယ်လို့ချင်းလန့်ဆိုရတပ်ဖွဲ့ကထုတ်ပြန်တဲ့သတင်း ချလန်တီဆောက်ရေးပေါ်ဆောင်မှုပုံမှုအကောင်းလာစေအတွက်နိုင်ငံတကာရောက်ချင်းလူမျိုးများအားလုံးတက်ကြွစွာပါဝင်ပြီးရမုံငွေထဲဝင်ခြင်းဖြင့်ပံ့ပိုးပါဝင်ကြဖို့ချင်းမျိုးသားတူ CNF ကတိုက်တွန်းလိုက်တဲ့တည်ရန် NCA ဆယ်နှစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ KNU ဥက္ကဋ္ဌဟောင်းစောမှုတူစေဖို့ကို KNU ကအဖွဲ့အစည်းကနေလုံးဝထုတ်ပယ်လိုက်တဲ့တည်ရင်းနဲ့အတူချားစိတ်ဝင်စားစရာသောဆိုရသတင်းလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်ဖလမ်တီဒီမြို့နယ်နဲ့ကလေးကံကောဒေသပမာမဟာမိတ်တွင်နဲ့အတူလက်ရှိဖော်ဆောင်နေတဲ့စစ်စင်ရဲ့ကာလာတွင်မှာဘုံမှုဘူကြီးအစင်ပါဝင်အချမ်းပစစ်သားတရားကံကိုခြေမုံနိုင်ခဲ့တယ်လို့ချင်းလန်အစိုးရတပ်ဖွဲ့ကယနေ့ထုတ်ပြန်ပါတယ်။ချင်းပြည်ချင်းလန်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ချင်းမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတစ်ကြောင်းနဲ့နှစ်ကြောင်းတို့ဟာကလေးမျိုးနယ် ကံကောမျိုးနယ်ဖလားမျိုးနယ်နဲ့တိတိမျိုးနယ်တို့မှာအချမ်းပတ်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတယ်လို့ယနေ့နိုမာလာ၁၈ရက်နေ့မှာချင်းပြည်ချင်းလန့်ဆိုရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်စစ်ကြောင်းတက်ဟာကလေးမျိုးနယ်ကံကောမျိုးအချားမှာမိတ်ဖက် Vokok PDF အပါဝင်ចောင်းသားတပ်မတော် ABSDF PDF ခရိုင်တပ်ဝဲတရင်များဘာကဖာများ Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးအချမ်းပတ်စစ်တပ်ကိုတိုက်ခိုက်နေတာပါ တိုက်ပွဲအတွင်းချမ်ပါစစ်တပ်ကနိုမာလာ6ရက်နေ့ကနေ19ရက်နေ့အထိဖိုင်ရာဂျက်ဖြင့်16ကြိမ် Y12 ဖြင့်အလုံး90ခန့်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကြောင်းနှစ်ကတော့ဖလာမျိုးနဲ့ဝေဘူလာမျိုးအကြားမှာလကောင်းတိရင်မျိုးနဲ့ခိုင်ကမ်းမျိုးအကြားမှာလကောင်းရှင်း National Defense Force CNDF PDF ဇိုလန်စားတဲ့မိဖက်ဖွဲ့တွေနဲ့လက်တွဲပြီးအချမ်ပါစစ်တပ်ကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်ချမ်ပါစစ်တပ်ဟာနိုမာလာ19ရက်နေ့ကဂျက်ဖိုင်ရာဖြင့်2ကြိမ် Whitehall ဖြင့်တချိန်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ Chamber စစ်တပ်ဟာလေရင်နဲ့ drone တို့ကိုအားပြုပြီးတိုက်ခိုက်နေတော့လဲချင်းလန်းဆိုရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိများပါဝင် ရန်သူအင်အားတရာခန့်ကိုချေမှုန်းနိုင်ခဲ့တယ်လို့စစ်တုံးမှန်တချို့ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ချင်းလန်တီဆောင်ရေးပေါ်ဆောင်မှုပုံမှုအကောင်းလာစေအတွက် နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးတက်ချွတ်စွာပါဝင်ပြီးရန်ပုံငွေထဲဝင်ခြင်းဖြင့်ပါဝင်ကြရင်ချင်းမျိုးသားတဦး CNF တိုက်တွန်းလိုက်ပါတယ်။နိုဘလာ7ရက်ကနေ15ရက်အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့စရုပ်ထချိန်မြောက်ချင်းမျိုးသားတဦးရဲ့ဒေတာကော်မတီများညီလာခံပြီးမှခုလိုအတည်ပြုထုတ်ပြန်လာတာဖြစ်ပါတယ်။ချင်းမျိုးသားတဦးရဲ့ချင်းလန်တီဆောင်ရေးပေါ်ဆောင်မှုပုံမှုအကောင်းလာစေအတွက်နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးက Chinlan Club ရဲ့ Diamond Club, Gold Club, Silver Club မှာတက်ကြွစွာပါဝင်ပံ့ပိုးကြရန်တိုက်တွန်းလို့ဆိုထားပါတယ်။ချင်းမျိုးသားတပ်ဦးရဲ့အမျိုးသားတော်လှန်ရေးစင်မြတ်မှုမှာစိတ်တူကိုတူ မျိုးချစ်ပုဂ္ဂိုလ်များရံမုံငွေထဲဝင်ခြင်းဖြင့်ပါဝင်ပံ့ပိုးကြရန်လည်းလို့ဆိုထားပါတယ်။ဆယ်စုနှစ်နှစ်ခုနီးပါးခိုင်မာစွာရပ်တည်နိုင်တဲ့ Chinlan Club မှာအသင်းတော်များလူငယ်အဖွဲ့များအမျိုးသမီးအဖွဲ့တွေနဲ့အရက်ဖက်အဖွဲ့စည်းတွေက ထက်တန်စွာ ပါဝင်ပေးရန်နှင့်ဝန်းရံပံ့ပိုးပေးရန်ညီလာခံကအထူးတိုက်တွန်းထားပါတယ်။ညီလာခံမှာဒေတာကော်မတီတီတီရဲ့လုပ်ငန်းဆောင်မှုအစီရင်ခံစာတင်သွင်းတာပြန်လည်သုံးသပ်တာအတည်ပြုတာတို့ပြုလုပ်ခဲ့ကြတဲ့အပြင်ဒေတာကော်မတီရဲ့ဖွဲ့စည်းပုံဤဥပဒေပြန်လည်သုံးသပ်ခြင်းလက်ရှိဒေါ်လာရေးကိုသုံးသပ်ခြင်းနဲ့ရှေ့လုပ်ငန်းစဉ်တွေလည်းချမှတ်ခြင်းတို့ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ယခုနှစ်တွင်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်တွေရဲ့ မလေးရှားနိုင်ငံရဲ့မြမပရိပခဖြေရှာရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်ဂျိုးကအားထုတ်မှုတွေကိုအထူးကျေးဇူးတင်ရှိတယ်လို့လည်းဖော်ပြပါတယ်။ဆက်လက်ပြီးအာဆီယံဥက္ကဋ္ဌတာဝန်ယူမဲ့နိုင်ငံတွေအပါအဝင်အင်းကြီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝန်းအနေဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံမှာ Federal Democracy စနစ်တည်ဆောက်မှုဖြင့်ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရရှိရေးအတွက်ပုံမှုထိရောက်သောအကူအညီများပေးရကြဖို့လည်းဒီလာကန်ကနေတောင်းဆိုထားပါတယ် ်ဇရုတ်တချင်းမြောက်ချင်းမြူသားတအူးရဲ့ဒေတာကော်မတီများညီလာခံကို နိုင်ငံပေါင်း73နိုင်ငံကဒေတာကော်မတီကိုယ်စားလှယ်69ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဖလားမြို့နယ်ဝေဘူးလာမြို့ကနေစစ်အင်အားအလုံးရင်းဖြင့်ဖလားမြို့သို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ချင်းတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေမနေ့ကတိုက်ပွဲပြင်းထန်ဖြစ်ပွားကြတယ်လို့သိရပါတယ်။အေအာယာချီဖြင့်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို နိုမာလာ19ရက်နေ့မနက်ပိုင်း၈နာရီဝန်းကျင်မှာချင်းမြူသားတပ်မတော် CNE နဲ့ CNDF တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးချမ်ပစစ်တပ်ဘက်ကတေဆုံးသူ၁၀ယောက်ထက်မနည်းရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကနေသိရပါတယ်။ဒါ့အပြင်ချမ်ပစစ်တပ်ထံကနေလက်နက်ခဲယမ်းအမျိုးများကိုသိမ်းဆီးရမိတယ်လို့စစ်တုံးပန်းတချို့ကလည်းချင်းတော်လိုင်းရေးတပ်ဖွဲ့တွေကဖမ်းဆီးရမိတယ်လို့သိရပါတယ်။ချမ်ပစစ်တပ်ဟာတိုက်ပွဲအတွင်းအထိနာတာကြောင့် Jet Fighter Y12 တွေနဲ့ငါးထက်မနည်းဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူတိုင်ငန်ချေးရွာဘက်မှာလည်းမနေ့ကတနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းပစစ်တပ်တေဆုံးမှုများတယ်လို့သိရပါတယ်။မကွေးတိုင်းကန်ကောခရိုင်ပြူစောတီချေးရွာဟန်တာဝရီမှာလည်းတိုက်ပွဲဆက်လက်ဖြစ်ပွားပြီးချင်းတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ခဲယမ်းအမြောက်များတင်စီရမိတယ်လို့သိရပါတယ်။ ချမ်ပါစစ်တက်ကျင်းပတဲ့တနိုင်ငလုံးပြစ်ခတ်တက်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ကရင် အမျိုးသားစီယုံ KNU ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့နဲ့ခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်းတို့ကို KNU ဖွဲ့ဖွဲ့စည်းကနေလုံးဝထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။ KNU ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်းတို့ဟာတာဝန်ကနေအနားယူပြီးဖြစ်ပေမဲ့ NCA စီဝေးကိုတက်ရောက်ခဲ့တဲ့အတွက်73ကြိမ်မြောက်ဗဟိုအလုံးမှုဆောင်စီဝေးဆုံးဖြတ်ချက်အရဖွဲ့စည်းကနေထုတ်ပယ်လိုက်တယ်လို့ KNU ပြောခွင့်ရသူဘဒိုစော်တော်နီကအတည်ပြုပါတယ်။နေပြည်တော်မှာအောက်တိုဘာလ15ရက်ကနေကျင်းပခဲ့တဲ့ NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာ KNU ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ကတက်ရောက်ခဲ့ပြီးစင်မြင့်ထက်မှလည်းမင်ကုန်းပြောဆိုခဲ့ပါတယ်။တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စာချုပ်ဟာ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကတည်းကစာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ညီမချက်တွေကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီး NCA အကောင့်ထဲပေါ်မှုလုပ်ငန်းစဉ်တွေရဆိုင်ကစက္ကူစုပ်တစ်ခုသာရှိတော့တယ်လို့ KNU နဲ့ CNF ABSDF NMSPAD PNLO LDU ဖွဲ့တို့ကပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်မြန်မာနိုင်ငံကအသက်9နှစ်အောက်ကလေး ကိုဝင်ဆောင်နဲ့노တိုင်မိခင်၄သိန်း၁၀၀၀ကျော်ဟာပြင်းထန်အာဟာရချို့တက်မှုကြုံနေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကနိုဝင်ဘာ19ရက်နေ့ကတတိပေးထုတ်ပြန်လိုက်ပါတယ်။အခုနှစ်လေပိုင်းကစလို့လာမယ့်2026ခုနှစ်မေလအတွင်းပြင်းထန်အာဟာရချို့တက်တဲ့အကိုကြုံလာရနိုင်တယ်လို့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ဒီလအတွင်းထုတ်ပြန်တဲ့ Hunger Hotspot အစီရင်ခံစာကိုချစ်ခံပြီး UNOCHA ကဒီပေးလာတာလို့ BBC ကဖော်ပြပါတယ်။ခိုင်မာတဲ့အာဟာရနဲ့လူသားချင်းစာနာထောက်ပံ့တွေချက်ချင်းလိုအပ်နေတယ်လို့ UNOCHA ကပြောပါတယ်။တနင်္ဂနွေလုံးနေနဲ့လည်းမြန်မာဟာစာလောင်မှုတိတ်မှုအခြေအနေမှာအလွန်ဆိုးရင်စရာကောင်းတဲ့အဆင့်သတ်မှတ်ချက်ဝင်6နိုင်ငံတည်းကတနင်္ဂနွေဖြစ်လာတယ်လို့ဆိုပါတယ်။အစာရေစာမလုံလောက်မှုကြုံနေရတဲ့နိုင်ငံ16နိုင်ငံထဲမှာလည်းမြန်မာဟာအဆိုးရွားဆုံးအဆင့်ထဲပါနေတယ်လို့လည်း WFP နဲ့ FAP ရဲ့နိုဝင်ဘာ17ရက်ပူးပေါင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။လက်ရှိနိုင်ငံမှာဖြစ်ပေါ်တဲ့ပရိပခစီးပွားရေးကြာဆင်းမှုနဲ့တဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေလျှံမှုတွေကြောင့်မြန်မာကအစာရေစာမလုံလောက်မှုအန္တရာယ်ပိုမြင့်မားလာစေနိုင်တယ်လို့ UNOCHA ကဆိုပါတယ်။ဒီနှစ်စက်တင်ဘာကနေအောက်တိုဘာအထိခမန်းချက်အရလူပေါင်း17.8တန်းဟာလုံလုံလောက်လောက်မစားနိုင်ကြတော့ပဲလူတန်းဟာရေးပေါ်ချင်းတွေကိုရောက်နေကြပြီလို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ ဒီအချိန်ကြီးကြမှာမြန်မာအတွက်လူသားချင်းစာနာမှုအကူအညီရရှိမှုကလည်းတဟုန်တို့ကြာဆင်းနေပြီးလိုအပ်တဲ့ရမုံငွေရဲ့15ရာခိုင်နှုန်းပဲရရှိနေတယ်လို့ UNOCHA က normal လ19ရက်မှာထုတ်ပြန်ပါတယ်။ဒီကမဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။